်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TVO မြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအရခတတော် AA ထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာငှက်ဖျားယောဂါတွေဖြစ်ပွားနေပြီးတိစုံမှုတချို့လည်းရှိလာတယ်လို့ကျန်းမာရေးဌာနနဲ့နှိဇက်သူတွေစီကသိရပါဗျ။ အေးထင်းချုပ်ထားတဲ့ပလဝကြောက်တော်မြောက်ဦးအပါဝင်မြို့နယ်အများအပြားမှာငှက်ဖျားယောဂါတွေဖြစ်ပွားနေပြီးတည်ဆုံးသူ၂ယောက်နဲ့အထက်ရှိသလိုယောဂါဖြစ်ပွားသူလည်း၄၀၀ထက်မနည်းရှိတယ်လို့ဆိုပါတယ်ငှက်ဖျားကမြို့နယ်တိုင်းလိုလိုမှာဖြစ်နေပြီးအိန္ဒိယဘက်ကလာတဲ့ကုန်သွယ်တွေနဲ့ကျေးလက်နေပြည်သူတွေမှာပိုပြီးအဖြစ်များနေကဆေးရုံဆေးကန်းကိုဆော့ဆော့ရောက်လာရင်ဆေးကုသပေးလို့ရတယ်လို့အာရခပြည်သူ့ကျန်းမာရေးဌာနနဲ့နှိဇက်သူကပြောပါရယ် ကျောက်တော်မြို့နယ်တဲမကြီးရွာကအသက်16နှစ်ရွယ်ကျောင်းသူတယောက်နဲ့ပလဝမြို့နယ်တဲကုန်းကြီးရွာကအသက်30ကျော်ရွယ်ကျောင်းဆရာတယောက်တို့အခုမေလာထဲမှာငှက်ဖျားယောဂဖြစ်ပြီးဆုံးသွားခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာတော့ရခိုင်ကမြို့ရွာတွေမှာငှက်ဖျားယောဂကျူတင်ကကွယ်ဆေးတွေဖြန့်နေပြီးငှက်ဖျားအနေရဟာစိုးရိမ်စရာကောင်းတဲ့အတွက်သတိထားဖို့လိုအပ်တယ်လို့အာရခပြည်သူ့ကျန်းမာရေးဌာနကသတိပေးထားပါတယ်ရှင်။ ပဲခူးတိုင်းကြောက်တီးမြို့နယ်မှာပေါ်တာဆွဲခံခဲ့ရပြီးစစ်မှုထမ်းနေရတဲ့တပ်သားတစ်၃ယောက်အလင်းဝင်ရောက်လာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၃တပ်ရင်းအာလာဝကစစ်ကြောင်းစီကသိရပါဗျာ။ စစ်မှုရန်တင်တဲ့အပတ်စဉ်ကိုးတင်တဲ့အတွက်စစ်ကောင်စီလက်အောက်ခံတွေရဲ့မတရားပေါ်တာဆွဲခံရတဲ့အသက်30ကျော်အရွယ်ကိုမင်းမင်းစော်ကိုဝိုင်းချစ်နဲ့ကိုမြင့်စော်ထွေးတို့ဟာလက်နက်ခဲယံတွေမပါဘဲအလင်းဝင်အောင်လာကြတာဖြစ်တယ်လို့သိရပါဗျ။တင်တဲ့ပြီးကြတဲ့ကခမရ999ကိုပို့ခံထားတာဖြစ်ပြီးအရိကနေမှာတစင်ကာကွယ်ရေးတပ်ဖွဲ့တွေကိုချိတ်ဆက်ပြီးထွက်ပြေးလာတာလို့အာလဝကစစ်ကြောင်းရဲ့စစ်ကြောင်းမှုဦးကျော်က DV ကိုပြောပါဗျ။ ။အလင်းဝင်လာသူတွေကိုစစ်တပ်ထဲမှာတော်လိုင်းတပ်ဖွဲ့တွေစီကိုအလင်းဝင်ရင်အသက်ခံရတာတွေရှိရဲဆိုပြီး6လက်နာတွေရှိခဲ့ကောင်။လက်တွေမှာအလင်းဝင်လာသူတွေကို PDF တပ်ဖွဲ့တွေကနွေနွေထွေထွေကြိုးဆိုကြတဲ့အတွက်တပ်ထဲမှာပြောဆိုတာတွေလွဲနေတယ်လို့ယုံကြည်သွားကြတယ်လို့ပြောရပါတယ်ရှင်။ဆရာနာသိမ့်ပြီးရဲ့နောက်ပိုင်းအခြေခံလူဒန်းစားတွေရဲ့ဝင်ငွေနဲ့ထွက်ငွေမမျှတာတဲ့အထိအခြေခံကုန်စည်နှုန်းတွေဟာတရရိပ်မြင့်တက်လာနေပါဗျ။ တစ်ဖက်မှာလည်းအခြေခံလောကလှစာတွေတိုးတောင်းနေပေမဲ့အခြေခံကုန်စည်နှုန်းတွေတက်လာမှာကိုလည်းစိုးရိမ်နေကြပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ဆီယနာသိမ်းပြီးနောက်ပိုင်းကလေးကစီးပွားရေးကျဆင်းမှုတွေနဲ့တူမြန်မာနိုင်ငံမှာအဆမတန်မြင့်တက်နေတဲ့အခြေခံကုန်စည်နှုန်းတွေကြောင့်အခြေခံလူရန်းစားတွေရဲ့ဝင်ငွေထွက်ငွေများများတောင်းမှုတွေကြုံနေရပါတယ်။အခြေခံလူလက်တန်းစားတယောက်ရဲ့တရက်ဝင်ငွေကကျပ်ငွေတစ်သောင်းမပြည့်ပေမဲ့ မိသားစုတစုအတွက်တရက်ကုန်ကြစေကတော့အ ਨੇ စုံတသောင်းနဲ့အထက်မှာရှိနေတာဖြစ်ပါတယ်။တရက်ဝင်ငွေတသောင်းပြေးဖို့စ조사ရှောက်ဖွေနေရတဲ့ရင်မောင်းတယောက်ရဲ့အိမ်လုံးရှင်မကတော့ဝင်ငွေထွက်ဝင်များများတာတဲ့အကြောင်းကိုပြောပြပါဗျာ။မရှိကုန်စည်နှုန်းနဲ့ဝင်ဝင်နဲ့ဆိုလို့ရှိရင်တော့ဘလို့မှတော့မမျှတာအမှန်ပဲတနေ့မှဟိုတထောင်ဝင်ဖို့ဆိုတာဖြစ်ဖြစ်မြင်အောင်မင်းရှာနေကြရတာလေအောက်ခြေလူတန်းသားတွေက တနေ့မှတထောင်ကျော်လောက်မှမရှိရင်မိသားစုတစုကစားလို့မရဘူးတထောင်ဆိုတာကမိသားစု၃ယောက်လောက်ရှိတဲ့အိမ်ဆိုရင်တော့မှတထောင်ကမလောက်ဘူးစားဖို့စီပီချက်အစိတ်သားတော့မှ၂ထောင်ဖြစ်နေတာလေအစိတ်သားဝင်၅ထောင်ဆန်စီစားငွေကျက်တော့ချဘာမှမပါသေးဘူးအိမ်တင်ရဲ့တထောင်ဆိုတာဘလို့နည်းနဲ့မှမလောက်နိုင်ဘူးအနည်းလေးပေါ့နော်မိသားစု၃ရှိတယ်ပဲထောင်တလတလကို၅သိန်း၆သိန်းလောက်ကတော့ထွက်တာပဲစားစားတော့စိတ်ပေါ့စားတော့စိတ်ကအနည်းဆုံးအဲ့လောက်ထွက်တယ်အာတခြား ကျမ်းမာရေးလူမှုရေးမပါသေးဘူးစစ်ကောင်စီကဇကွဲ25ရာခိုင်နှုန်းအရောပါတဲ့စံကျန်းတအိတ်ကကျက်6000ခွဲသတ်မှတ်ထားပေမဲ့ပြင်ပဈေးကွက်ထဲမှာတော့ဇကွဲရောပါတဲ့စံကျန်းတပြီ9000ကျက်တအိတ်ကို9000ကျော်ရှိနေပါတယ်ပေါ်စံအကောင်းစားတပြီက8000ကျက်ဖြစ်ပြီးအလက်စားပေါ်စံတပြီက9000ကျက်ရှိနေပါတယ်စစ်ကောင်စီရဲ့စောင်းစီရင်ညွှန်းလက်ကားဈေးမှာတော့တပိတ်တာကို6000ကျော်သာရှိပေမဲ့ ပြင်ပမှာတော့တပိတ်တာ9600ကျော်ရှိနေပါတယ်။ပဲစီတပိတ်တာကတော့2000ကျော်ရှိနေတာလည်းဖြစ်ပါတယ်။တလဝင်ငွေ6သိန်းရှိတဲ့ပုဂ္ဂလိကဝန်ထမ်းတယောက်ကလည်းဝင်ငွေနဲ့ထွက်ငွေမမျှတမှုတွေကြောင့်စိတ်သက်သာနေရကြောင်းဆိုပါတယ်။အရင်တော့ဆိုရင်တော့ပေါ်ဆန်ပေါ်ဆန်စားရပေါ့နော်။အခုဆိုပေါ်ဆန်တော့မစားနိုင်တော့ဘူး။ဟုတ်အရင်တော့ဆိုရင်ပေါ့နော်ဒီရရလာတာနဲ့ ဒီ၃ရက်၃စင်းနေကမျှတရဲပေါ့နော်အခုဆိုကုန်စင်းတို့နေကတလားတလားအပြင်ကိုမတူတော့ဘူးအဲဒီနေ့နဲ့မနေ့ပြန်နဲ့ဈေးတော့မတူတော့တဲ့အတွက်ပေါ့နော်တော်တော်ကြီးကိုဆူဆူဝါးဝါးထိခိုက်ရတယ်ဒါဒီအိမ်တော်တစ်ခုမှပေါ့နော်ဒါနေ့စလုံးဒါလင်းမြန်နေကတော့စီးပွားရေးလုပ်နေရတယ်ဆိုတာတောင်မှပဲဒါဒီမလောက်ငားတဲ့အနေအထားတွေမှာရှိရဲတော်တော်လေးလည်းစိတ်တကြပါတယ်အခက်ခဲကြီးလည်းဖြစ်တယ်ပေါ့နော်အဓိကကလေးရှိနေတဲ့အခါကျတော့ကိုဆိုးတာပေါ့လေကိုရရလာတဲ့မလောင်းငားနေတဲ့ပုံမှာတော်တော်စိတ်ထကြမိရဲပေါ့နော် က်ယုံအလုံးယုံတွေမှာတော့တရက်အနှိမ့်ဆုံး DJ က6800ကျပ်သားရရှိနေတာဖြစ်လို့လက်ရှိကုန်စည်လုံးတွေနဲ့ကိုက်ညီအောင်အခြေခံလောက်ခ DJ ကိုတရက်12000နဲ့အထက်ရရှိဖို့ကိုစက်ယုံလုံးသမားတွေကတောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်။အခြေခံလောက်ခလာစာတွေတိုးဖို့မျှော်လင့်နေကြပေမယ့်ကုန်စည်လုံးတွေလည်းလိုက်တက်လာမှာကိုစိုးရိမ်နေကြပါတယ်။ကျေတော့ဒီမှာတို့ကကျွန်တော်တို့အလုပ်သမားတွေအတွက်ကလုံးဝအဆင်မပြေဘူးပေါ့လေအခုလိုမျိုးလဲလာလာတိုးတောင်းနေတဲ့ပုံမှာလဲ ဒီအမောက်တို့ရသွားပြီဆိုရင်တော့မှကွန်တင်းကဒီအခုလက်ရှိသေးတဲ့ပိုချက်လာဖို့ပဲရှိတာပေါ့ကျောင်းနဲ့ကျောင်းနဲ့မှာဒီလိုတိုးတောင်းနေဆိုတဲ့သတင်းတွေကကျန်းလန့်လာတာနဲ့မှကွန်တင်းတွေကလည်းကွန်တင်းတွေကလည်းဆက်ပြီးချက်လာဖို့ပဲရှိတယ်အဲအဲ့တော့ကျွန်တော်တို့အနေနဲ့ကဘလောက်ပဲလာကြရဒီလိုပဲတိုးတောင်းလာပြီဝန်ထမ်းတွေလာတာတိုးလာပြီကွန်တင်းတွေကမငြိမ်သေးအဲလာလာနဲ့လာလာတဲ့တန်းပို့ပြီးတော့တက်နေသေးတော့ဝန်ထမ်းတွေကတော့၃ရက်၃ရက်လောက်ရှင်းနေဦးမှာပဲ မေလနောက်ဆုံးပတ်ထဲမှာတော့အခြေခံစားကုန်တွေရဲ့ဈေးနှုန်းကကျောက်ဥတလုံးကို950ကျပ်ကစွန်းရွက်ရိုးရိုးတစ်စီးက900နဲ့တရုတ်ကစွန်းကြီးတစ်စီးကို1000တိပေးဝယ်နေကြရပါတယ်။ကျက်သွန်ဖြူတပိဒါက2000ဝန်းကျင်ကျက်သွန်နီအကြီးတပိဒါ2800ဝန်းကျင်နဲ့မြန်မာကျက်တပိဒါ3000ခွဲကျော် CP ကျက်တပိဒါ2000ခွဲကျက်နဲ့ဝတ်တာတပိဒါ3000ခွဲအထိကုန်ကျနေရတာလည်းဖြစ်ပါတယ်။ကျမဝေပါ။ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်